ကြီးရွာတရွာထဲမှာရှိတဲ့အလွန်ကျယ်ဝန်းတဲ့ရေကန်ကြီးနားမှာကိုထွန်းနဲ့ကိုသူတို့နှစ်ယောက်တကြီးဦးမြင့်မှလောလောလတ်လတ်ခွင့်ပြုချက်ရထားတဲ့ကြောညာဆိုင်ပုလေးတစ်ခုကိုကန်ကြီးအနီးအနားမှာထောင်းနေကြပါတယ်ဟဲ့နွေမင်းတို့ဘာဆိုင်ပုကြီးထောင်းနေကြလဲတရီပေးဆိုင်ပုလေးဦးလေးလိုက်နာရမယ်နော် မဟုတ်ရင်ရေတရေ6တောင်ခံရလိမ့်မယ်။ဟုတ်တယ်။ကျွန်တော်တို့တကြီးဦးမြင့်စီကနေခွင့်ပြုချက်ရလာခဲ့တာနော်။ရေတရေလား။တကြီးကရေတရေအကြောင်းဘယ်တော့မှယုံတော့တာပါလိမ့်။ဟုတ်ပါ။တကြီးဦးမြင့်ကရေတရေအကြောင်းနေယုံတော့ငါမသိဘူး။ဒါပေမဲ့မင်းတို့တွေရေကန်သားမှာရေတရေတွေတွေ့ခဲ့တယ်ဆိုတာတော့ကြားမိတယ်။ဒီမှာဦးလေးတကြီး၆ခံရလို့ရေတဲ့ပြုတ်ကြပြီးတော့သေတော့မလို့တောင်ဖြစ်ခဲ့တာဗျာ ဟုတ်လားဘလို့ဖြစ်တာတော့ငါ့ကိုပြောပြကြည့်ပါဦးဒီလိုနဲ့ကိုကျော်ကိုသူနဲ့ကိုထွန်းတို့ရေကန်သားမှာငါထွက်လာဖမ်းတဲ့ပထမညတော့အကြောင်းကိုစတင်ပြီးပြောပြခဲ့ပါတယ်ရေကန်တူးလို့ပြီးစီးပြီးတဲ့နောက်တိတ်မကြပါဘူးတကြီးဦးမြင့်ကငါဖမ်းခွင့်ပြုခဲ့လိုက်တာပါသူတို့တွေငါများနေချိန်မှာရုတ်တရက်ကြီးပစုံတရာကသူတို့လေကိုဝင်တိုက်ပြီးရေကန်ထဲမှာသူတို့ရဲ့လှေမှောက်ကျသွားခဲ့တာပါ ကိုတော့ကိုကျော်ရောဘဲပြုတ်သွားတယ်ဟေးအေးဟုတ်တယ်ဟာကိုကျော်ကိုကျော်သူရင်းနေတော့လားဟေးကဲပေါင်းကဲစားပေါင်းဟေးအောင်နေကဲစားပေါင်းငါနေမှာသူသူငါကြောက်ဖို့မဟုတ်တက်ထိုင်နေတယ် ိုတူနဲ့ကိုထုံးတို့ကိုကျော်အောပြီးအကူကြီးတောင်းနေတဲ့အတံဘက်ကိုလှည့်ကြည့်လိုက်တော့ကိုကျော်ရဲ့ကြောက်ကုန်းပေါ်မှာရေတရေတကောင်တက်ထိုင်နေတာတွေ့လိုက်ရပါတယ်။ကိုတူနဲ့ကိုထုံးတို့ရေအမြန်ကုပြီးတွားခဲနေရင်လီလော်တန်ကကိုသူ့ရဲ့အနားမှာရေမြော့ပြီးရောက်လာတာကိုတွေ့လိုက်ရတယ်ဗျာ။ဒါကြောင့်ကိုသူလီလော်တန်နဲ့ရေတရေရဲ့မျက်နှာကိုရိုက်လိုက်တော့ရေတရေနောက်ပြန်လှမ်းပြီးရေထဲကျသွားပါတော့တယ်။ပြီးတော့မှကိုကျော်ကိုရေထဲကနေဝိုင်းပြီးစွဲတင်လိုက်ကြတယ်ဗျာ။ အမလေးလေးလိုက်တာမင်းကိုလုံးကလည်းလေးလိုက်တာကွာ sorry ပါကွာငါတရေမတွေ့ဘူးလို့အာကုန်ပြီးတော့တကောလုံးပြော့ခွေကုန်ပြီးရောက်နေအေးတခြားအရာကြတော့ဘယ်တော့မှမပြောဘူးနော်မင်းရတော့ကွာဒီအချိန်တောင်ပောက်ခွေရီလာပြောနေနိုင်သေးတယ်နော်ကုဒုကုဒုဒီလောက်ပဲတော်တော့ကွာလှုပ်ပစ်လိုက်တော့ မင်းတို့မှတ်ထားကြရေတရေကောင်တွေငါနောက်ကြရင်ပြန်လာရှင်းမယ်အဲဒီနောက်ကိုကျော်ကိုသူနဲ့ကိုထွန်းတို့သူတို့တွေငါးဖန်တို့ကကျုံ့ခဲ့တဲ့အရာကိုတကြီးဥမြင့်စီတွားပြောပြလိုက်ပါတယ်တကြီးဥမြင့်ကတော့ရီပဲရင်းနေပြီးသူတို့သုံးယောက်ပြောပြတဲ့အရာကိုမယုံကြည်ခဲ့ပါဘူးမင်းတို့တွေကွာအတိတ်ပဲမရှိတာ ရေတရဲတွေကဘာမှတကယ်ရှိလို့လဲတကယ်ဗျာကျွန်တော်တို့တောင်မနဲ့လွတ်အောင်ထွက်ပြေးလာရတာတယောက်ကိုတယောက်သားမကူညီခဲ့ရင်တကြီးအချင်းမှာကျွန်တော်တို့လာရနေနိုင်မှာမဟုတ်ဘူးအတိတ်ပဲမရှိတာတွေကွာတရဲတစီတွေကဘာမှတကယ်ရှိလို့လဲဒါဆိုတကြီးကိုယ်တိုင်သွားဆန်းတတ်ကြည့်မလားဟုတ်တယ်ဒီညတရဲသွားဖမ်းရအောင်ရတယ်လေသွားကြတာပေါ့ငါလိုတကြီးကတရဲတွေဘာတွေမကြောက်တတ်ဘူးကွာ ညရောက်တော့လေးယောက်သားရေကန်ထဲကိုလှေလှောပြီးငါဖန်ထွက်လာခဲ့ပါတယ်။တကြီးဦးမင်းကကိုကျော်နဲ့လှေအတူတူစီးပြီးကိုသူနဲ့ကိုထုံးကလှေအတူတူစီးပါတယ်။ကြည့်ရတာအချိန်နေရတော့ဘာမှထူးခြားမလာသေးပါဘူး။အရန်ကိုတိတ်ဆိတ်နေတာကြောင့်တကြီးဦးမင်းကတော့သူတို့သုံးယောက်သူ့ကိုအကြောင်းထွင်ပြီးလိန်ပြောနေတယ်လို့တွေးမိသွားပါတယ်။အခုကအရန်ကိုညံ့နေပြီကွာဘယ်မှာတော့မင်းတို့ပြောတဲ့ရေတရေတွေက ခဏနေုံလေးတကြီးရလဲအဲ့အချင်းတော့ကျွန်တော်တို့လည်းငားဖမ်းမိတဲ့အချင်းကျမှပေါ်လာတာငားရပြီဟာတကြီးရေထဲပြုတ်ကျသွားပြီကိုထင်ပြလာတဲ့ရေသေးကိုလန့်ပြီးရေထဲကျသွားတဲ့တကြီးဟာကြောက်လန့်စွာနဲ့ရေပေါ်ကိုအမြန်ပြန်တက်လာခဲ့ပါတယ် ိုကျော်ကတကြီးကိုလေပေါ်အမြန်ဆွဲတင်ဖို့လက်လှမ်းပေးလိုက်တယ်မောင်ကျော်ငါချစ်တော့ကိုဘာဆွဲနေရလဲမသိဘူးငါ့ကိုအားထည့်ပြီးအမြန်ဆွဲတင်ပေးပါဦးပြောနေတဲ့ဟာရေတရဲပဲတကြီးတကယ်ရေတရဲဟုတ်လားကဲ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 ငေါ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 ကဲပါဦးပြောတော့တရဲမကြောက်ဘူးဆိုတကြီးနောက်တစ်ဖက်မှာကိုထုံးကတကြီးကိုကဲတင်မှုအမြန်လှေလောပြီး ကိုသူကလည်းတရေတွေလိုက်မလာနိုင်အောင်လေလောတန်နဲ့ရေတရေတွေကိုရိုက်နေခဲ့ပါတယ်။ဒါပေမဲ့ရေတရေတွေကပေါ်လိုက်ပြောက်လိုက်နေဆိုတော့ကိုသူကလည်းစိတ်မရှိတော့ပါဘူး။ဟာငါဆော့နေတာမဟုတ်ဘူးနော်မင်းတို့ကောင်တွေအာဂျိုမန်တက်လေလောလာနေတဲ့ကိုထုံးကသတိမထားမိပဲကိုကျော်ရဲ့လေကိုဝင်တိုက်မိတော့ပါတယ်။အဲအချိန်မှာလေပေါ်ရက်နေတဲ့ကိုသူရေထဲပြုတ်ကျသွားခဲ့တယ်ဗျ။ ကိုထုံးကလည်းသူ့တငယ်ချင်းကိုတောင်းပန်တဲ့အပြုံးနဲ့ပဲပြုံးပြနိုင်မှာတော့လေရေထဲပြုတ်ကျသွားပေမဲ့ကိုသူကတကြီးဥမြင့်ကိုလေပေါ်အမြန်ပြတ်တက်နိုင်မှုပဲအရင်ကူညီပေးနေတယ်ဗျတကြီးဥမြင့်လေပေါ်ရောက်တော့ကိုသူတရားရေတရဲတွေဆွဲချခံရပြီးရေထဲကိုမြုပ်ဝင်သွားပါပြီကိုကျော်နဲ့ကိုထုံးတို့လန့်သွားပြီးသူတို့တငယ်ချင်းကိုကူညီဖို့ရေထဲခုံးချလိုက်ပါတယ်မင်းတို့ငါ့ကိုလေပေါ်မှာဒီလိုပဲပြစ်ထားတော့မလား ကိုသူရေထဲကိုဆွဲချခံလိုက်ရပြီးတဲ့နောက်ခြေထောက်နှစ်ဖက်ကိုရေတရဲနှကောင်ကလက်နဲ့ဆွဲထားပါကိုကျော်နဲ့ကိုထောကကိုသူရဲ့လက်ကိုဆွဲတင်နေချင်းနောက်ထပ်ရည်တရဲနှစ်ကောင်ထက်ရောက်လာပြန်နေပြ။ဒါကြောင့်ကိုကျော်ကပါလာတဲ့ဖះလက်ဆွဲကိုချုပ်ပြီးထုတ်ပြလိုက်တော့မှအစွမ်းကြောင့်ရည်တရဲတွေထွက်ပြေးသွားပါတော့။ အဲ့ဒီအချိန်မှာပဲသူတို့သုံးယောက်ရေပေါ်ကိုပြန်တက်လာနိုင်တော့တယ်ဗျ။တကြီးဦးမီကသူတို့သုံးယောက်ပေါ်လာတဲ့အနားကိုလှေလှော်လာခဲ့ပါတယ်။ကိုကျော်နဲ့ကိုထွန်းတို့လေပေါ်ကိုစူးစမ်းပြီးတက်နေချိန်မှာကိုသူကတခြားရေတရဲတွေထက်အကောင် ပိုကြီးတဲ့ရေတရဲတစ်ကောင်သူတို့စီကိုလာနေတာကိုလက်မြင်လိုက်ရတယ်ဗျ။ဒါကြောင့်ကိုသူရေတရဲကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါ ကိုတို့မင်းလေးဝမတက်ဘူးလားဟာဇလန်းထဲမှာအဓိကစားလိုက်တော့ရှိရမှာပေါ့လုံးလိုက်တော့ကိုတို့အမြန်ရှင်းပြလိုက်တော့မင်းတို့ကသူ့ကိုတကယ်ကြောက်ထလားမကြောက်ထလားကိုတို့ကရေတရဲအနောက်ကိုရောက်လာတော့မယ့်အချိန်မှာရေတဲကိုကူးဝင်သွားလိုက်ပါရေတရဲကြောင်တောင်ဖြစ်သွားပြီးဟိုဘက်ဒီဘက်လှည့်ပြီးလိုက်ရှာနေခဲ့တယ်ဗျာ အဲဒီနောက်ကိုသူရေထဲကနေပေါ်လာပြီးရေတရဲ့လက်ဘင်းကိုချုပ်ရေထဲကနေကိုမော်ကိုဆွဲခေါ်သွားလိုက်ပါတယ်ကိုသူရေတရဲ့ကိုမော်ဆွဲတင်လာတော့ရေတရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ခြောက်ကပ်လာခဲ့တယ်ဗျတကြီးကိုကျော်ကိုထုံးတော့လည်းကိုသူချုပ်ထားတဲ့ရေတရဲ့ကိုကိုရှင်းပြဖို့လေပေါ်ကနေဆင်းလာလိုက်ပါတယ်ဒါမှမဟုတ်တခြားရေတရဲ့တွေပါထပ်ရောက်လာတော့မြို့ဒုက္ခတွေဖြစ်ကုန်တော့တယ်ဗျ ရည်တရက်နဲ့လူသုံးနွယ်လုံးလက်သီးထိုးလိုက်ကန်လိုက်ရိုက်လိုက်နဲ့အပြန်အလှန်တိုက်ခိုက်နေကြတယ်ဗျရည်တရက်တို့ရလည်းလော်လော်နဲ့အရှုံးမပေးပါဘူးဘာလို့လဲဆိုတော့ဒီနေရာဟာသူတို့ရဲ့နေမြေထဲမှာပဲရှိနေသေးလို့ပါနောက်ဆုံးတော့အသက်အကြီးဆုံးဖြစ်တဲ့တကြီးဦးမြင့်မောလာပြီးရေကူးလာနေတဲ့ရေတရဲတွေကိုလက်ထုတ်ပြီးတားလိုက်ပါတော့တယ် ရှာလိုက်စမ်းဟေးမောင်းတော်ပါတော့ကွာအခြေအနေကပြန်ကောင်းလာတော့မှအနေထားပါပဲရေတရဲတွေဟာရေဆူရွှဲနေတဲ့တကြီးတို့နဲ့မျက်နှာချင်းဆိုင်တွေ့နေကြပါတယ်ဒီလိုလောက်ကြမယ်ငါနားလဲပြီမင်းတို့တွေမင်းတို့တရဲတွေပြောတာနော်တရဲဖြစ်နေတဲ့မင်းတို့တွေကိုပြောတာငါလူတွေကိုပြောတာမဟုတ်ဘူးအေးငါတို့တွေကိုယ့်ဟာကိုယ်နေကြမယ် မင်းတို့ကငါးတို့မပေးချင်တာမလားဒါပေမဲ့ငါတို့ကလည်းဒီရေကန်ကိုကိုတိုင်တူးပြီးတော့ငါးတို့လာထည့်ထားခဲ့တဲ့သူတွေလေမင်းတို့ကနောက်မှလာနေတာကွာပြောရင်လည်းသူတို့ကနားလည်မှမဟုတ်တာလက်တွေ့ပြမှရတော့မှာဟေးစေးထောင်းစေးထားတကြီးပြောတာလည်းမှန်တယ်ငါတို့ကအရင်လာတာလေသူတို့ကနောက်ဆုတ်ပြရမှာပေါ့ငါတို့ကဒီငါးတို့စားဖို့ပဲကိုတိုင်မွေးထားတာမျိုးတုတ်သွားအောင်ထားဖို့မှမဟုတ်တာအကြောင်းရင်းနဲ့ပြောကြရအောင်ကွာ ကိုကျော်မင်းကတရားတွေကိုအကြောင်းအရင်းနေနဲ့ပြောမလို့လားတော်ပြီတော်ပြီတော်ပြီမင်းတို့တွေဘလို့လို့ချင်တာလဲဖြေလဲမဖြေဘူးပျောကဆရာကိုခေါ်ပြီးတော့မင်းတို့ကိုရေသေးရနေမျိုးရေသေးရဖြေပြောင်းပေးရမှာလားအစာပိုင်းငါပြောတဲ့အတိုင်းလက်ခံပါလားပြောတကြီးဦးမြင့်ပြောပြီးတာနဲ့ငါတွေအများကြီးကုန်းနာကရေဘော်ကို ခုံတက်လာကြပါတယ်ဒီအချက်ကတော့ရေသေးရတွေဟာသူတို့ပြောတာတွေကိုသဘောတူလက်ခံနေဆိုတဲ့သဘောပါပဲ။ ဒါကြောင့်တကြီးဦးမြင့်ကကိုနေရာနဲ့ကိုနေနိုင်မှုရေကန်ကိုအသုံးပြုရမယ်။စီကံချက်တွေငါဖန်တဲ့စီကံချက်တွေထုတ်ခဲ့လိုက်ပါတယ်။ဒီလိုလုပ်တော့မှရွာသားတွေရေတရဲတွေနဲ့မကြုံရတော့တာပါ။စားဖို့ငါတွေလည်းရှိလာပါတယ်။ဒီတက်ခတ်မှုကြောင့်ရွာသားတွေရေတရဲကိုအနိုင်ယူနိုင်ပြီးရေကန်ပြန်လည်ရရှိလာတာကိုလူတွေအပြောများလာကြတယ်ဗျ။တရဲတွေတစ်စီတွေနဲ့ရင်ဆိုင်ရမယ့်အခြေအနေမျိုးမှာတကြီးဦးမြင့်တို့ရွာလိုမျိုးတရဲတွေနဲ့သဘောတူညီမှုလွယ်ကူစွာ လုံနိုင်နေဆိုရင်တော့ပိုကောင်းပါလိမ့်မယ် CKU မှာဖုန်းဖြစ်ရေးဆွဲနိုင်မဲ့ 2D animation cartoon တင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software တွင်ဒီ animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စိတ်ကူးရင်ကပါကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ ် CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်တစားဖန်တီးခြင်းသူများအတွက် CKO မှာ YoYo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကြအောင်မေးလို့ရပါပြီနော် Facebook group Telegram channel ကနေ CKO team မှ 2D animation manager ကိုရိုင်းဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်။သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနှံ့သူများအတွက် YoYo class 2သိန်းချက် Master class 3သိန်းချက်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ တင်းနန်းသားအကန့်အသတ်ရှိသလိုတင်းနန်းကြီးကလည်းဖေဖော်ဝါရီလကုန်တာနဲ့ပြောင်းလဲသွားမှာဖြစ်လို့အခုအပ်ချင်အခုပဲအဲ့လိုရပါပြီခင်ဗျ